ဤသို့ဆိုလျင်ထိုဘုံနာသည်မြတ်စွာဘုရား၏အထံတော်၌ထိုကာရတုကိုတင်ယူပြီးလျင်ဘုံနာတို့ဤထိုသို့သဘောရှိသောအညီညွတ်စည်းဝေးရာနေရ၌ခသိန်းသောတန်သာတို့ဖြင့်တန်သာဆင်းရသောသားတို့သည် ထိုတပင်တို့သက်ဝင်၍ဘုံနာတို့၏အလဲမြတ်သောသူတို့သာ နေခြင်းငါထိုက်သောနေရာ၌နေထိုင်ကြကုန်သည်ရှိသောဤအခါသည်ငါဝင်ခြင်းအခါတန်ပြီဟုတပင်ဤအလဲတို့ဝင်၍ လက်ကိုမြောက်ချီလျက်ငါသည်တင်တို့အားခါထာတို့ကိုဆိုခြင်းကအလိုရှိပါသည်နားထောင်ကြပါလောဟုဆို၍ပုံနာကြီးဆို ပုံနာကြီးဆိုပါလော နားထောင်ကြပါကုန်အဟု ပြန်ဆိုသည်ရှိတော်ရက်လျက်သာလင်ရွတ်ဆိုလေ၏ဒုက္ခ၌ကလူတို့အားဤသို့သောခြင်းဝင်ရှိသည်ဖြစ်၏အကျဉ်းသားသမီးသည် မိဘတို့၏ဥစ္စာကိုစား၍အမိဘတို့ကိုမလုံကျွေးထိုသားသမီးကိုတတ်အပ်ဟုကျင့်ဝတ်ရှိသည်ဖြစ်၏ထို့ကြောင့်ထိုဘုံနာသားလေးယောက်တို့သည်ဖခင်ဘုံနာကြီး၏ရှေးရင်တို့၌ဝိလျက်ဖခင်ကျွန်တော်တို့ကအသက်ကိုပေးတော်မူကြပါကုန်လောဟု တောင်းပန်ကြလေကုန်၏ထိုဘုံနာကြီးသည်လည်းစိတ်နှလုံးနူးညံ့သည့်အဖြစ်ကြောင့်အရှင်တို့ငါသားတို့ကိုမဖြတ်သိကြပါကုန်လင့်ငါ့ကိုကျူးမွေးကြပါလိမ့်မည်ဟုဆိုလေ၏ ထိုနောက်မှဘုံနာကြီးဤသားတို့ကိုလူတို့သည်အရှင်တို့ယနေ့ကိုအစားပြီးဖခင်ကိုအကယ်၍ကောင်းစွာမလုံကျွေးကြကုန်သည် ဖြင့်အတင်တို့ကိုတတ်ပြကြရလိမ့်မည်ဟုပြောဆိုကြလေကုန်၏ထိုသားလေးယောက်တို့သည်ကြောက်လန့်ကြကုန်၍ကြောက်လန့်ကြကုန်သည်ဖြစ်ရကားဖခင်ဘုံနာကြီးကိုအင်ပြေ၌နေသေးပြီးမှ ကိုယ်တိုင်ထမ်းလျက်အိမ်တို့ဆောင်သည်ဖြင့်ကိုကိုစီဖြင့်နေ၍ပုတ်ပုတ်တတ်၍နန္ဒာမုံစသည်တို့ဖြင့်ရေရှိုးပေးပြီးလျှင် ပုံလေးမကိုခေါ်သေးသဖြင့်ယနေ့ကိုအစပြု၍ငါတို့ဤဖခင်ကို ကောင်းစွာလှုပ်ကြွေးကြကုန်လောမေလျော်ခြင်းတို့အကဲ၍ရောက်ကုန်သည်ဖြင့်တင်တို့ကိုနှိပ်စက်ကြရကုန်လန့်တန်ဟုဆို၍မုံမြတ်သောဘောတင်ကိုကျွေးမွေးကြလေကုန်၏ပုံနာကြီးသည်ကောင်းစွာဆရာခြင်းကို၎င်းကောင်းစွာအိပ်ရာခြင်းကို၎င်းအစွဲပြု၍နေရသုံးရလုံသောအခါဖြစ်သောအာရှိသည်ဖြစ်၍ပြည့်ဖြူသောအိန္ဒြေရှိသည်ဖြစ်၍အတ္တဘောကိုကြည့်ရှုလျက် ငါသည်ဤသည်တင်ချမ်းသာကိုယဟန်ကောရမကိုမြှွေရအပ်၏ဟု လက်ဆောင်အလို့ငါတစုံတစုံသောအဝိပသိုးကိုယူ၍မြတ်စွာဘုရား၏အထံတော်သို့သွားပြီလျင်ပြုအပ်သောပရိတန္တာရစိတ်သက်ချင်းရှိသည်ဖြစ်၍တင့်အံလျောက်ပတ်သောအရ၌နေလျက်ထိုပသိုးအစုံကိုမြတ်စွာဘုရား၏ရှိတော်ရင်၌ထား၍အိုးရှင်ကောရမတပည့်တော်တို့ပုံနာတို့မြည်ဒီကားဆရာလိုငါဆရာအတွက်အုပ်